ယေရှုခရစ်တော်၏နာမ၌အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါလေ။ဖျားရှင်ရဲ့ကြီးစွာတော်ကို ရှိဥစွာချီးမွမ်းပါလေ။ဒီကနေ့မှာ No A Letter Night ဖြစ်တဲ့ကဲ့သို့ဆိုတဲ့အကြောင်းအရာအပြင်နှုတ်ကပတ်တော်ကိုဆင်ခြင်ခွာယူသွားဖို့ဖြစ်ပါလေ။ပနာမကျမ်းပိုက်အနေနဲ့အာမုတ်အခန်းကြီး3အပိုင်းကြီး9အကေစင်စအရှင်တော်ရဘုရားတည် မိမိကျွန်ပရောဖက်တို့အားမဖော်မပြပဲအဘေအမှုကိုများစီရင်တော်မူမူဒီနုကဘတော်ကိုကြည့်တဲ့အခါမှာဘုရားသခင်ကတခုခုကိုစီရင်တော်မယ်ဆိုရင်သူ့ရဲ့ပရောဖက်အားဖြင့်တော်လကောက်သဆုံးတယောက်အားဖြင့်တော်လကောက်နုကဘတော်အားဖြင့်တော်လကောက်အရင်ဦးဆုံးဖွင့်ပြလေးရှိတယ်ဆိုတာကိုမင်းတွေ့ရတယ်ကျိုးတင်မဖော်ပြပေးနဲ့အဘေအမှုကိုများမစီရင်ဘူးလို့ ြောထားတယ်။ဒါကဘုရားသခင်ရဲ့မြတ်တာဖြစ်တယ်။ဘုရားသခင်ကကျွန်တို့ကိုစီရင်ခြင်းတွေကနေလွတ်မြောက်စီခြင်းတွေ။စီရင်ခြင်းတွေကနေပြီးတော့မှဘုရားသခင်ကအကွယ်ကပေးခြင်းတွေဘုရားဖြစ်တယ်။အဲ့အတွက်စီရင်ခြင်းမလာခင်မှာအချိန်မီပြင်ဆင်နိုင်ဖို့ရင်အတွက်ဘုရားသခင်ကကြိုတင်လူတွေကို အသိပေးတာဖြစ်တယ်။နောအေးလက်ထက်မှာညီကြီးတပင်လုံးကအတ္တမအမှုနဲ့ပြည်စုံလာခဲ့တယ်။ လူတွေကဘုရားသခင်မနစ်တတ်တဲ့စိတ်တဘောနဲ့လှုပ်ဆောင်မှုတွေနဲ့အသက်ရှင်နေခဲ့ကြတယ်။တဘာဝမဟုတ်တဲ့စစ်စံခြင်းတွေပြုခဲ့ကြတယ်။သူရဲ့စိတ်နှလုံးသားအကျဉ်းစီတွေဟာလည်းပဲအစင်မပြတ်စိုးညစ်ခြင်းတတ်တတ်ရှိတယ်လို့ကျမ်းစာက ဖော်ပြတယ်။အဲဒီကမှာဘုရားသခင်ကမြေကြီးကိုဖျက်ဆီးဖို့အတွက်အကျဉ်းစီရှိတယ်။ဒါပေမဲ့ဒီတိုင်းချက်ချင်းတော့ဘုရားသခင်ကမဖျက်ဆီးဘူးဖြစ်တယ်။ ဖြောင်းမတ်တဲ့နော်အေးကိုခေါ်ပြီးတော့ဒီကဘာကြီးကိုဖြစ်စည်းတော့မယ့်အကြောင်းပြောခိုင်းတယ်။ကျန်းတပိုင်းကိုကြည့်တဲ့အခါမှာနော်အေးတံပေါ်ဆောက်ခဲ့တဲ့နေရာကတောင်ပေါ်မှာဖြစ်တယ်ဆိုတာကိုမြင်တွေ့ရတယ်။ဘာကြောင့်မို့လို့နော်အေးတံပေါ်တောင်ပေါ်မှာဆောက်ခိုင်းရတာလဲ။တောင်ဆိုတဲ့နေရာက အားလုံးမြင်နိုင်တဲ့နေရာဖြစ်တယ်။သဘောကတော့မကြခင်မှာရေလွှမ်းမှုတော့မယ်ဆိုတဲ့အကြောင်းကို တောင်ပေါ်မှာတင်ပေါ်ဆောက်ပြီးတော့မှဘုရားတခင်ကလူတွေကိုပေါ်ပြချင်တာဖြစ်တယ်။ဒါပေမဲ့လူတွေကနောအေးကိုလက်မခံကြဘူး။နောအေးကိုအယူတယောက်လိုတောင်မှမင်ခဲကြတာဖြစ်တယ်။ဒါနဲ့တကယ်စီရင်ချင်းလာတဲ့အခါမှာတော့နောအေးတို့မိသားစုကပဲလွတ်မြောက်ခဲ့တယ်ဆိုတော့အမင်းတွေရတယ်။တကယ်တော့စီရင်ချင်းလာတော့မယ်ဆိုတော့ဘုရားတခင်ကလူတွေကိုဘာတစ်ခုမှမပေါ်ပြခဲ့တာမဟုတ်ပါဘူး။သူတို့ကိုယ်တိုင်နောင်တမရခဲ့တော့ သူတို့ကိုယ်တိုင်အချိန်မီမပြင်ဆင်ခဲ့ကြလို့ဆုံးရှုံးခဲ့ကြရတာဖြစ်တယ်။နော်အေးနဲ့သူ့ရဲ့မိသားစုကတော့ဘုရားတခင်ရဲ့ပေါ်ပြချက်ကိုယုံကြည်ပြီးတော့မှဘုရားတခင်ခိုင်းတဲ့အတိုင်းလှုပ်ဆောင်ခဲ့တဲ့အခါမှာစင်ရင်ချင်းတွေကနေပြီးတော့မှလွတ်မြောက်ခဲ့တဲ့မိတ်ဆွေဒီကနေ့ဘုရားတခင်ကကျွန်တော်တို့ကိုလည်းနှုတ်ကပတ်တော်အားဖြင့်ကြိုတင်ပေါ်ပြနေတာဖြစ်တယ်။မဿဲအခန်းကြီး24ထဲမှာဆိုရင်တပည့်တော်တွေကသခင်ယေရှုကို ကိုရောပြန်ကြွလာတဲ့အခါမှာဘလို့နမိတ်လက္ခဏာတွေဖြစ်လာမလဲလို့မေးခဲ့တယ်။အဲဒီကမ္ဘာတကင်းယေရှုကလူသားပြန်ကြွလာတဲ့အခါမှာ no electric ကဲ့သို့ပဲဖြစ်လိမ့်မယ်လို့ပြန်ဖြေခဲ့တယ်။ဒီကနေ့ကြည့်ပါ no electric တုံးကလိုပဲလူတွေရဲ့စိတ်တော်ကယိုယွင်းပြီးတော့ပြောင်းလဲနေတာကိုမင်းတွေ့ရတယ်။အရင်ကမကြားခဲ့ဘူးတဲ့အတ္တမအမှုတွေနဲ့ပြည်လာတာကိုမင်းတွေ့ရတယ်။တဘာဝနဲ့ဆန့်ကျင်ပြီးတော့မှ ပေါင်းဖို့ဆက်ဆံလာကြတာတွေကိုမြင်တွေ့ရတယ်။နှုတ်ကပတ်တော်ကိုလည်းမယုံကြည်တော့ဘူးစိတ်မချတော့ဘူး။နေ့တိုင်းမှာစားတောက်ခြင်းထိမ်းမြားဆုံဘက်ခြင်းအမှုတွေနဲ့ပဲတတိလက်မဲ့အသက်ရှင်လာကြတယ်။နော်အေးလက်ထတုံးကမြေပေါ်ကိုမိုးတခါမှမရွာခဲ့ဘူးတဲ့အတွက်ရေလွှမ်းမှုမယ်ဆိုတာမဖြစ်နိုင်ပါဘူး။ဒါနော်အေးရှောက်ပြောနေတာပဲဖြစ်လိမ့်မယ်လို့လူတွေက လက်ခံကြတယ်လို့ပဲဒီနေ့ကမှလည်းပဲတခင်ယေရှုပြန်ကြွလာမယ်ဆိုတာ ိုးအရင်ကလေးကပြောခဲ့ကြတာဖြစ်တဲ့အတော့အခုထိလည်းမလာသေးဘူးတကယ်ချီဆောင်ခြင်းဆိုတာမရှိဘူးတခင်ရှုပြန်ကြွလာမယ်ဆိုတာအဝေးကြီးလိုပါသေးတယ်စသဖြင့်လူတွေကနှုတ်ကပတ်တော်အပေါ်မှာစိတ်ချမှုအားနေလာတယ်လက်မခံလာကြတော့ဘူးဖြစ်တယ်ယုံကြည်မှုမှလည်းအားနေလာကြတယ်အထူးသဖြင့်လူတွေက အမှုမဲ့အမတ်မဲ့နဲ့တတိလက်လွတ်အသက်ရှင်လာကြတယ်ဒါကသခင်ယေရှုပြောခဲ့တဲ့ No a letter night ဖြစ်တကယ်သို့ဆိုတဲ့ဘက်ကိုဥတည်နေတာဖြစ်ပါတယ်။ဆိုတော့ဒီနုကပတ်တော်ကိုကြားတဲ့အခါမှာနောက်ဆုံးကာလရောက်လာပြီဆိုတာကိုတတိပြုစေချင်တယ်။နောင်တရပါမိတ်ဆွေနုကပတ်တော်ကိုကြားရပြီးတော့ဆုံးရှုံးတဲ့သူတင်မဖြစ်ပါစေနဲ့။နောအေးလက်ထက်ကိုကြည်ပါ။နောအေးဟောတာကိုကြားလေးကြားခဲ့ရတယ်။နောအေးသံပေါ်စောက်နေတာကိုမင်းလေးမြင်ခဲ့ရတယ်။ဒါပေမဲ့ကြားလျက်မြင်လျက်နဲ့မယုံကြည်တဲ့အခါမှာ လူတွေဆုံးရှုံးခဲ့ကြရတယ်မဟုတ်ဘူးလားဘလောက်တောင်လည်းမျောဖို့ကောင်းတယ်ဒီနေ့ဖျားရခင်တင့်ကို အခွင့်အရေးပေးနေတဲ့အခါမှာကြားလျက်နဲ့ဆုံးရှုံးတဲ့သူတင်မဖြစ်ပါစေနဲ့မြင်လျက်နဲ့မျက်စိကန်းတဲ့သူကဲ့သို့တင်မဖြစ်ပါစေနဲ့အချိန်မီအတ္တတာကို ပြင်ဆင်လိုက်ပါမဆုံးရှုံးခင်မှာကြိုတင်အတိပေးနေတဲ့ဘုရားသခင်ရဲ့မေတ္တာကိုနားလည်ပြီးတော့မှတင့်ရဲ့အတ္တတာကိုပြောင်းလဲပြစ်လိုက်ပါ လူသားပြန်ကြွလာတဲ့အခါမှာ လေမှာရှိနေတဲ့လူ၂ယောက်ထဲကတစ်ယောက်ကိုတင်းယူပြီးတော့တစ်ယောက်ကနေခဲ့ရမှာဖြစ်ပါတယ်။ကျိတ်ဆုံကျိတ်နေတဲ့လူ၂ယောက်ထဲကတစ်ယောက်ကိုတင်းယူပြီးတော့တစ်ယောက်ကကြံရိတ်ခဲ့ရမှာဖြစ်ပါတယ်။တင်းယူခြင်းခံရတဲ့သူဟာသင်ဖြစ်ပါစေ။အာမင်။နှုတ်ကပတော်ကလူသားပြန်ကြွလာမယ့်အချိန်ကိုသူတို့မသိတဲ့အတွေ့အကြုံတို့ပြင်ဆင်ရနေပါလို့ဖော်ပြထားပါတယ်။ဒါကြောင့်မို့လို့တိတ်ချရတဲ့ညီကောင်မောင်တို့ နော်အင်းလက်ထက်မှာဖြစ်တကယ်တော့စီရင်ခြင်းနဲ့မှာဆုံးရှုံးနေသူတင်မဖြစ်စီပင်နဲ့ဘုရားသခင် စိတ်ရှိပေးနေတော့မှာဘုရားသခင်တတိပေးပြီးတော့ပေါ်ပြနေတော့မှာကျွန်တော်တို့ရဲ့အသက်တာကိုအစင်သက်ကြိုတင်ပြင်ဆင်ထားခြင်းအပြင်ဘုရားသခင်ပြန်ကြွလာတဲ့အခါမှာသိယူခြင်းခံရတဲ့သူများဖြစ်စီမိအကြောင်းဝင်ကားပါလေအရောက်စီတိုင်းမှာဘုရားရှင်အထူးကောင်းကြီးပေးပါစေ